တောင်တရုတ်ပင်လယ်ရဲ့ပန်ဆန်မှုညင်းပွားနေတဲ့ရေပြင်တွေအတွင်ဖိလစ်ပိုင်နဲ့ဂျပန်ကပူးရဲစီရေလေ့ကျင့်မှုတွေပြုလုပ်နေချိန်မှာတရုတ်စစ်တပ်ဟာဇွန်လ14ရက်ကတောင်တရုတ်ပင်လယ်မှာကင်းလင်းမှုတွေပြုလုပ်ခဲ့တယ်လို့ South China Morning Post မှာဖော်ပြခဲ့ပါတယ်တရုတ်ရဲ့တောင်ပိုင်းစစ်တပ်နာချုပ်နဲ့တရုတ်ပြည်သူလူမျိုးရေးတပ်မတော် PNL တို့ကပူးပေါင်းပြီးဝေဟင်နဲ့ရေပြင်ကင်းလန်းမှုတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့ တောင်ပိုင်းစစ်တပ်နာချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူဘုံမိုးကြီးတီအန်ဂျူလင်ကဇွန်လ15ရက်မှာထုတ်ပြန်ခဲ့ပါတယ်ဖိလစ်ပိုင်နဲ့ဂျပန်ပူးရဲစီရေးလေ့ကျင့်မှုတွေကိုတုံ့ပြန်တဲ့အနေနဲ့ပီအန်လီကကင်းလဲမှုတွေပြုလုပ်ခဲ့တာဖြစ်ပြီးဒီပူးရဲစီရေးလေ့ကျင့်မှုဟာဒေတာတွင်းငြိမ်းချမ်းရေးကိုချိန်ချောက်ရရောက်တယ်လို့တီအန်က ပြောကြားခဲ့ပါတယ်ဖိလစ်ပိုင်ကဒေတာပြင်ပကနိုင်ငံတွေကိုအာကိုပြီး ပူရက်ကင်းလဲမှုတွေကိုပြုလုပ်ခဲ့တာကြောင့်တောင်တုပ်ပင်လယ်မှာလုံခြုံရေးအနေအထားကိုမြင့်တက်စေခဲ့ပြီးဒေသတွင်းငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုရောပါးစေပါတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။ PNL ရဲ့တောင်ပိုင်းဆက်ဆံရေးချုပ်စစ်သားတွေဟာတရုတ်ရဲ့အချုပ်ချာအာဏာပိုင်နယ်နိမိတ်နဲ့ပင်လယ်ရေကြောင်းဆိုင်ရာအခွင့်အရေးတွေကိုကာကွယ်ဖို့တက်လန့်နှိုးဆော်မှုကိုမြင့်တင်ထားတယ်လို့တီယန်ကပြောကြားခဲ့ပါတယ်။တောင်တရုတ်ပင်လယ်အတွင်းပြဿနာဖြစ်စေနိုင်တဲ့ဘလူးစီရေလှုပ်ရှားမှုမျိုးကိုမဆိုတရုတ်ကအပြည့်အဝထိန်းချုပ်ထားပါတယ်လို့ သူကပြောကြားခဲ့ပါတယ်